နိုင်ငံတကာအကူအညီပြည်သူတွေစီရောက်နိုင်ပါမလားအနာသိမ့်ပြီး၄နှစ်ကြာကမ္ဘာသတင်းစာမျက်နှာတွေထက်ကတဖြည်းဖြည်းမေးမိန်သွားခဲ့တဲ့ဗမာပြည်သတင်းဟာ မကြခင်ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်နိုင်ငံတကာစာမျက်နှာတွေထက်မှတကြော့ပြန်နေရာယူသွားခဲ့ပါတယ်စီအောင်စုရဲ့အကြမ်းဖက်စစ်ကိုအလူးလဲခံနေရရှာတဲ့ပမာပြည်အလဲပိုင်းဟာ ငလင်ဘေးတံကိုပါကုရကေရမဲ့ထပ်ဆင့်ခံစားခဲ့ကြရပါတယ်။အရှိန်ရက်ပိုင်းတွေမှာခက်စိတ်စိတ်ဖြစ်ပေါ်ခဲ့တဲ့ငလင်ငယ်တွေကြောင့်ငလင်အတွက်ကြိုတင်ခမန်းချက်တချို့နဲ့တတိပေးချက်တချို့အွန်လိုင်းပေါ်ကနေထွက်ပေါ်ခဲ့ပေမဲ့စစ်ကောင်စီရဲ့တပ်ဆိုင်ရာဝင်ကြီးဌာနတွေကတော့ပါတတိပေးချက်တစ်ခုမှ ထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ စစ်အစိုးရဟာငလီဘေးကိုမတိကျိုးကျုံပြုတ်ခဲ့တော့ညာငလီဖြစ်ပွားပြီးနောက်မှာတော့ဘူမင်းအောင်လိုင်းကိုတိုင် အပူတပြင်းနဲ့နိုင်ငံတကာကိုအကူအညီတောင်းခံခဲ့တာကိုတွေ့ရပါတယ်။မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့မဂနီကျူ9.8ရှိရဲ့အဖြတ်စွန်းအားဖြင့်ငလင်ကမမကြီးအလဲပိုင်းစကိုင်းတိုင်းကိုဗဟုပြုပြီးလှောက်ခတ်သွားခဲ့ပါတယ်။ မလီရင်နဲ့အတူနိုင်ငံတကာအဖွဲ့အစည်းတွေကအကူအညီတွေလဲစုပြောင်းရရှိလို့လာပါတယ်။အိန္ဒိယက Operation Burma ဆိုတဲ့နာမည်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေအထောက်ပံ့ပစ္စည်းတွေအပြင်ကုလသမဂ္ဂကဒေါ်လာ9သန်း။ဥရောပသမဂ္ဂကပေါင်1.5သန်း။ Australia ကဒေါ်လာ2သန်း။ UK က Sterling ပေါင်10သန်းနဲ့တရုတ်နိုင်ငံက Yuan တန်း100 ဒေါ်လာအဖြစ်တော့73.8တန်အသီးသီးပေးရသွားမှာဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။စင်ကာပူ၊ထိုင်း၊အမေရိကန်၊ရုရှားတို့ကလည်းငွေကြေးထောက်ပံ့မှုကဆလို့ကယ်ဆယ်ရေးအဖွဲ့တွေအထိဆင်းလွတ်ပြီးကူညီတွေပေးမယ်လို့သိရပါတယ်။တချို့ကလည်းဗမာပြည်ကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ဘလို့ပဲနိုင်ငံတကာအကူအညီတွေရောက်ရှိလာပါစေ။အထက်ကစိုးရိမ်ချက်တစ်ခုကတော့ရှင်းနစ်ပြီးသားပါပဲ။ အဲ့ဒါကတော့ရောက်ရှိလာတဲ့နိုင်ငံတကာအကူအညီတွေပြည်သူတွေလက်ထဲရောက်ပါမလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။အဲ့ဒီလိုစိုးရိမ်တာကလည်းအကြောင်းမဲ့တော့မဟုတ်ပါဘူး။အရှိမကြီးမားတဲ့အလားတူအဖြစ်ပြက်မျိုးတွေရှိခဲ့လို့ပါပဲ။အမြင်သာဆုံးကတော့2008နာခေတ်မုံတိုင်းကပ်ဘေးပဲဖြစ်ပါတယ်။တမပြည်မှာနိုင်ငံတကာအကူအညီနဲ့ပတ်သက်လို့တမိုင်းဆိုးရှိခဲ့မှုပါတယ်။2008စိုက်ကလုန်းမုန်တိုင်းနာဂစ်တိုက်ခတ်တဲ့အချိန်မှာပြည်သူပေါင်း3,300ကျော်သေဆုံးခဲ့ပါတယ်။အဲ န်းပေါင်းများစွာသောပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်နိုင်ငံတော်အေးချမ်းတရားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလို့ခေါ်တဲ့နာဖဥဆောင်တဲ့စစ်ဆိုးရက အစပိုင်းမှာတော့နိုင်ငံတကာအကူအညီတွေကိုညှင်းဆို့ပြီးနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုမုံတိုင်းတင့်ဒေသတွေမှာတွားရောက်ကူညီခွင့်ကိုတားမြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာဒါနိုင်ငံတကာအထောက်ပံ့ပစ္စည်းတချို့ကိုလက်ခံခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတကာအကူအညီတွေကဗမာပြည်ကိုရောက်ရှိလာခဲ့ပေမဲ့စစ်အုပ်စုရဲ့တာဝန်ခံတွေကထောက်ပံ့ရေးပစ္စည်းတွေကိုမှောင်ခိုဈေးကွက်မှာပြန်လည်ရောင်းစားတာတွေနာဖစစ်အစိုးရကထောက်ပံ့တရားတစိမ့်ပြန်ကတ်ပြီးလူမှုထောက်ခံမှုရအောင်ဖန်တီးအသုံးချတာတွေကိုလည်းအဆက်ကင်းမဲ့စွာပြုလုပ်ခဲ့ကြဘူးပါတယ်နာဂေမုံတိုင်းကပ်ဘေးမှာပြပကပေးအပ်တဲ့အကူအညီတွေဟာပြင်းထန်တဲ့တားမြစ်ခြင်းကိုခံခဲ့ရပါဗျ။ ပြည်တွင်းကိုရောက်လာဖို့ကြံ့ကြတာရောက်လာတဲ့အခါမှာလဲတကယ်အခုညီလိုအပ်နေတဲ့ဘေးတံတင့်ဒေသတွေကိုရောက်ရှိမဲ့အစားစစ်ဘုတ်ချုပ်တွေနဲ့သူတို့ရဲ့လက်အောက်ငယ်သားတွေကကိုကျိုးအတွက်ခိုးယူရောင်းချတုံးဆွဲတာတွေစစ်ဆိုးရအကျိုးအတွက်ရောင်းချကြပြန်လဲအတုံးချတာတွေကိုကျိုးလုံခဲ့မှုတဲ့တမိုင်းစုမျိုးစေုပ်စုမှာရှိခဲ့မှုပါတယ် ဒါအပြင်မုံတိုင်းတန်တဲ့ဒေသတွေမှာကိုကြီးကယ်ဆယ်ဖို့သွားကြတဲ့ဘဂတအကြောင်းသားတွေကိုလည်းဖမ်းဆီးထောင်ချတာတွေလုပ်ခဲ့ပါသေးတယ်အခုလက်ရှိငလျင်ဘေးမှာလဲအစိုးရအစိုးရငလျင်တန်တဲ့ဒေသတွေဖြစ်တဲ့မန္တလေးစကိုင်းလိုဒေသတွေမှာတက်ပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာကိုကြည့်မယ်ဆိုရင်ဒီစေုပ်စုဟာဘလို့အခြေအနေမျိုးမှာမှပြည်သူတွေကိုတနာကျင်နာစိတ်မရှိတာ ်လူငယ်ချမ်းသာခွင့်မပြုတာကိုချွင်းချက်မရှိမြင်တွေ့ကြရမှာဖြစ်ပါတယ်။အခုကျမတို့ပြည်သူတွေကြောက်ရွံ့နေကြရတဲ့တချို့လဲလေးစားအားကျခဲ့မှုတဲ့စစ်ဘုံချုပ်ကြီးတွေဆိုတာတွေကတကယ်တော့ပညာမတတ်စာမတတ်ကိုချင်းသိခါနဲ့အတိတရားအလွန်ကဲမဲ့တဲ့လက်နက်ကင်ထားတဲ့တိရစ္ဆာန်တတ်တာတတဝါစားမျိုးတွေသာဖြစ်ကြပါတယ်။ မုံဆိုးတွေတောင်မှကိုဝင်ရှိရဲ့တတဝါတွေကိုဆိုရင်လူငင်းချမ်းသာခွင့်ပြုရမယ်ဆိုတဲ့စည်းမျဉ်းတွေရှိကြပါသေးတယ်။ဗယံပတာအမဲမလိုက်ကြပါဘူး။ဒါဟာလူမဟုတ်တဲ့တရိษံတွေအပေါ်ကိုတောင်ထားတတ်ကြတဲ့စည်းမျဉ်းဖြစ်ပါတယ်။စေုပ်စုကျူးလွန်နေတဲ့သူတွေကလူသားတွေဖြစ်ပါတယ်။ဒါပေမဲ့ယုံညံလာတဲ့စေုပ်စုကပြည်သူတွေရဲ့အာနေဆုံးဒုက္ခအရောက်ဆုံးကပ်ဘေးတဲ့အခြေအနေတွေမှာပါအခွင့်ကောင်းယူပြီး ထက်ခါစင်ခါနီးပေါင်းစုံနဲ့ရုပ်ကန်းကျူးလွန်နေတာကို ကြည့်ရင်လူတယောက်မှာအနိုင်ဆုံးရှိတဲ့ရှိအပ်တဲ့ကိုကျင့်တိတ်ခါရဲလို့တောင်တပြားသားမှမရှိတဲ့တတဝါတွေပါလို့ညှိုးဆို့တတ်မှတ်ရင် လုံးမဲမထင်ပါဘူးတမပြီမှာဘူမင်းအောင်လိုင်းတကြော့ပြန်အာနာသိမ့်ခဲ့တာလေးနှစ်ပြည့်သွားခဲ့ပါပြီလက်ရှိအခြေအနေမှာတော့စေအုပ်စုက ဒီဖက်တူအနေနဲ့ရှိနေစေဖြစ်ပြီးအာနာအလုံးစုံဟာလဲစစ်တပ်လက်ထဲမှာပိုင်ဆုပ်ထားနိုင်တုံးပါပဲစေအုပ်စုဟာစစ်တပ်အားကို လက်ကင်ပြူပြီး နိုင်ငံရဲ့စီးပွားရေးနဲ့တယံဇာတာတွေကို စိတ်ရှိလက်ရှိချဲ့လဲနေစေဖြစ်ပါတယ်ဒီလိုအခြေအနေမှာရရှိလာတဲ့နိုင်ငံတကာအကူအညီတွေဟာပွင့်လင်းမြင်သာစွာနဲ့ပြည်သူတွေစီရောက်ရှိနိုင်လိမ့်မယ်လို့အလုံးစုံမျှော်လင့်ထားလို့မဖြစ်နိုင်ပါဘူး ချက်မှာဖော်ပြခဲ့တဲ့အတိုင်းပဲနာဖခစ်ကနမူနာတွေလည်းရှိခဲ့ပါတယ်။ပြီးတော့အခုချိန်ကာလဟာတော်လရင်အင်အားစုတွေနဲ့တကြယ်ပြန့်ပြန့်စစ်မှတ်ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီအကူအညီတွေကိုလက်နက်အနေနဲ့အသုံးချပြီးလူမှုကိုတံပြန်စစ်ခင်းဖို့အတွက်ကြံရွယ်နေပြီလားဆိုတာကို အထူးတန်တရာဖြစ်မိပါတယ်။အခုလို နိုင်ငံတကာကတန်းချီတဲ့အကူအညီတွေကို ပေးအပ်နေတာဟာ ဒေါ်လာငတ်နေတဲ့စေအုပ်စုအတွက်တော့ပွားပေါက်တိုးတာပါပဲအစိုးရဝန်ကြီးဌာနတွေမှာဒေါ်လာပေးစရာမရှိလို့သွင်းကုန်မရှိပဲတချို့လုပ်ငန်းတွေရထားခဲ့တာကြပါပြီဒါဟာစစ်အစိုးရမှာဒေါ်လာလုံးလုံးမရှိလို့မဟုတ်ပဲရှိတဲ့ဒေါ်လာတွေကိုစစ်အသုံးစရိတ်တီးတန့်အနေနဲ့အသုံးပြုကြလို့ကျန်တဲ့ကဏ္ဍတွေမှာရဆိုင်ထားတာဖြစ်ပါတယ် ပြည်သူအတွက်ဘယ်တော့မှစေတနာရဲလို့စိုးစင်းမှမရှိခဲ့တဲ့စေအုပ်စုရဲ့နိုင်ငံတကာအကူအညီ တောင်းခံနေခြင်းဟာတကယ်တော့စစ်အုံစည်းတောင်းခံနေခြင်းလားလို့တောင်မေးခွန်းထုတ်เสียဖြစ်ပါတယ်။ဒီအကူအညီတွေဟာတွင်းနဲ့ထဲပြစ်ချလိုက်တာကမှအတန်မြင့်ခြင်းမြည်ပါအောင်မယ်။စေအုပ်စုလက်ထဲရောက်သွားတာမျိုးကတော့ ပြည်သူတွေစီပေးတဲ့အကူအညီတွေကပြည်သူတွေရဲ့ရင်ကို ပြောင်းဝင်ဆိုင်မဲ့ကြည်စံတွေဖြစ်နေမလားဆိုတာအထူးစိုးရိမ်စရာကောင်းလာပါတယ်။နာကိမုံတိုင်းအန်တရယ်ကိုကြိုသိပါလျက်နဲ့တည်င်းအမောင်ချပြီးပြည်သူရဲ့နောက်ဆက်တွဲတေကျေပျက်စီးမှုတွေကိုလစ်လူရှုရင်း2008အခြေခံဥပဒေကိုအာဓမအသက်သွင်းခဲ့တာဟာဘေးစိုးကတ်စိုးကိုအတုံးချပြီးစေအုပ်စုကအခွင့်ကောင်းယူခဲ့တာဖြစ်ပါတယ်။ အခု2025မှာလဲဘာမှထိရောက်တဲ့ကုညီကယ်ဆယ်ရေးမျိုးမလုပ်နိုင်ပဲငလျင်ကိုအကြောင်းပြပြီးအဆက်ကင်းမဲ့စွာ နိုင်ငံတကာအကူအညီတွေကို တောင်းခံနေပါတယ်တောင်းခံနေစင်မှာလဲကမ္ဘာသတင်းမီဒီယာတွေရဲ့နောက်ွယ်မှာငလျင်တန်တဲ့ဒေတာကလူနေမြို့ရွာတွေကိုဘုံတွေကျဲချနေခဲ့ပါတယ် ပြပနိုင်ငံတွေဟာငလျင်ပေးအတွက် အကူအညီတွေအတိအသေးပေးခဲ့ကြပေမဲ့ခိတ္တစိတ်ရဆဲဖို့အတွက်တိုက်တွန်းတာမြို့တွေရွာတွေအပေါ်လေကြောင်းတိုက်ခိုက်တာတွေမပြုတ်လုဖို့လှုံ့ဆော်တာအရတားတွေကို ထိခိုက်စေမဲ့ထိုးစစ်မှန်သမျှရှောင်ကျဉ်ဖို့တတိပေးတာတွေကိုတော့ဘာတစ်ခုမှမလုပ်ခဲ့ကြပါဘူးကျမတို့ဟာတိုင်းပြည်ကိုစစ်မိတ်ဆာဇိုးတွေအောက်ကလွတ်မြောက်ဖို့ကြိုးစားနေကြတယ်လို့ပဲ ဒီလိုကာလမှာဖြစ်ပွားနေတဲ့ဘေးဆိုးကပ်ဆိုးအန္တရာယ်တွေကနေရုန်းထနိုင်ဖို့ကိုထူကိုထပြုတ်နိုင်ကားမှတော်ကာကြပါလိမ့်မယ်။လူမှုအဖွဲ့အစည်းတွေပြည်တွင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းငလင်ဘေးဆိုင်ရာကုညီကယ်ဆယ်ရေးအဖွဲ့များကွန်ရက်များပေါ်ပေါက်လာနိုင်အောင်ကြိုးပမ်းကြဖို့ကိုလည်းအရေးတကြီးလှုံ့ဆော်တိုက်တွန်းလိုက်ရပါတယ်။ အဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ယခုညောင်းဝေးပေးသွားတာကတော့ဒီကနေ့မှထွက်ရှိတဲ့အိုးဝေစာဆောင်မှာပါရှိတဲ့စောင်းပါဖြစ်ပါတယ်။စောင်းပါရှင်ကတော့ဟန်နေဖြစ်ပါတယ်ရှင်။အရေးတော်ပုံမုတ်ချအောင်ရမည်။